အားမေမင်္ဂလာပါမယ်နေယူချင်နေကနေအားလို့ကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးကစားသမားအပြောင်းအရှင်းနောက်ဆုံးသတင်းတွေတပုတ်ရှိပါတယ်ဒါကတော့ဂျီဒန်ဆယ်ရှင်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့အခြေအနေတကူပေါ့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကနေ့မှာဆွေးနွေးကြရအောင်အားမေမင်္ဂလာပါအားမေမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီဆက်ရွေးရဲ့ပြောင်းရွှေ့အတွက်မက်ဆာဆောင်နေတဲ့အသင်းကဒီရာဒီလေးပဲကြမ်းကြနေပြီလို့ကျွန်တော်ကတော့ယူဆတယ် ဘာဖြစ်လို့ဆိုတော့အတင်းအောင်ဒေါ်မန်ကလည်းခေါ်ဖို့မရှိသလိုဆော်ဒီလည်းအတင်းနေကလည်းဒီကစားသမားဖြစ်သူကိုမခေါ်ယူပါဘူးပြီးလို့ချင်းတော့ပြီးခဲ့တဲ့ရာသီမှာအငားတော်ရောက်ကစားခဲ့တဲ့ Chelsea အတင်းကလည်းကစားသမားဖြစ်သူကိုမခေါ်ရှင်တဲ့အတွက် Manchester United ရဲ့အတင်းကိုရော်ချင်း၅သန်းပေးပြီးတော့အခုဆိုရင် United ရဲ့အတင်းကို ရောက်ရှိနေပြီဆိုတော့အသေးဖက်ကတော့ဒီကစားသမားဖြစ်သူကိုဒီနေရာဒီဈေးကွက်ကာလာအတွက်မှာရောင်းချဖို့ပဲဦးတည်ထားတယ် Emery ရဲ့လူစင်းထဲမှာဒီကစားသမားကမရှိတော့ပါဘူးဆိုတော့ဒီနေရာမှာကျွန်တော်တို့ တကယ်လို့များပေါ့ဗျာဒီကစားသမားဖြစ်သူကိုမရောက်ရှာနိုင်ဘူးဆိုရင်တော့အငားဖြစ်ဖြစ်တကယ်လို့အငားလေးခေါ်ဖို့မရှိဘူးဆိုရင်တော့ဒီကစားသမားဖြစ်သူကိုအသေးမှပွေထုတ်ခွင့်မပေးပင်နဲ့ဒီလိုမျိုးထားရရမှာဘာဖြစ်ဆိုတော့ကစားသမားဖြစ်သူကရှက်စီနဲ့အငားကစားတယ်ရှက်စီမှလည်းပဲသူကလာစားရှုံးမြူရှိဘူးသူရဲ့စိတ်တိုင်းပိုင်းကဘာမှမဟုတ်ဘူးဝေဖယ်မယ်တိုက်ခိုက်မယ်နေပြတွေကိုစော်ကောင်းမယ်အဲ့လိုမျိုးချီးတဲ့အကောင်ပြီးလို့ရှိရင်ပွေးထုတ်ခွင့်ရလာတဲ့အနေအထားတစ်ခုမှလည်းခြေစင်းကအဲ့လိုထိမပြနိုင်ဘူး ဆိုတော့ဒီလိုကစားသမားတယောက်ကိုပေါ့ဗျာအတင်းရောက်ဒေါမွေအတင်းကပို့ပြီးတော့ခေါ်မှာမဟုတ်ဘူးဒီနေရာမှာကျွန်တော်တို့ဒီဒေါမွေအတင်းအားကစားတာတာတယောက်ဖြစ်တဲ့စီဘက်စတီယန်ကိတ်ကနေပြီးတော့တတိထောက်မင်းမင်းမှုပေါ်ပြလာတယ်ဆိုတော့သူ့အနေနဲ့ဗာပြောထားသလိုဆိုရင်ကျွန်တော်တို့ကပေါ့ဗျာဆန်ချိုနဲ့ဂျာမာချီလီယာတဲ့တမိုင်းကြောင့်နေရှိခဲ့တာကြောင့်အမြဲတမ်းလိုလိုအဆက်တည်ရှိနေပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့အခုချိန်မှာသူ့ကိုခေါ်ယူဖို့အတွက်ကတော့ကျွန်တော်တို့အတင်းအတွက်ကိုအဓိကဦးစားပေးကိစ္စမဟုတ်ပါဘူး ကျွန်တော်တို့မှလည်းပဲတခြားဦးစားပေးလှုပ်ဆောင်ရမယ့်အရာတွေရှိတဲ့အတွက်ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ခေါ်ယူမှာမဟုတ်ဘူးပြီးလို့ချင်းစန်ချိုရေးကိစ္စကအသင်းအတွင်းမှာဆွေးနွေးတာတဲ့မီဒီယာတွေမှာပို့ပြီးခြေကားပြောဆိုနေတာဖြစ်နိုင်ပါတယ်ဆိုပြီးတော့အာကစားတာဒါကတတိထောက်ရေးမင်းမင်းမှုဖြေထားတယ်ဆိုတော့သူပြောသလိုပါပဲအစစောင်းနေတဲ့အသင်းကမခေါ်ယူခဲ့တော့မှဆိုရင်တော့ဒုံးမဲ့အသင်းမှာအမေရိကန်ဆုံးဒီကောင်းမွန်တဲ့ရှင်တွေကရှိခဲ့တာတော့ကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့လို့ တော့မဲ့အတင်းကနေပြီးတော့ United အတင်းကိုပြန်ရောက်လာတယ်။ဒါပေမဲ့အဆင်မပြေဘူး။ဒါတော့မကားသေးဘူးဒီကစားသမားဖြစ်သူရဲ့ဒီပြဿနာတွေကအတင်းတိုင်းလိုလိုမှာသူကစားခဲ့တဲ့သူကြည်လင်ခဲ့တဲ့အတင်းတွေမှာပြဿနာကတဲစီပြီးတော့တောက်လျှောက်ပါလာတာ။ကျွန်တော်စိုးစကားပြောသလိုပါပဲ sorry လေအတင်းတွေကလည်းဒီကစားသမားဖြစ်သူကိုမခေါ်ယူရှင်ဘူး။ပြီးလို့ချင်းရှက်စီအတင်းကလည်းကစားသမားဖြစ်သူကဘာမှမဟုတ်ဘူးတိလားဘာမှတော့မဟုတ်တာဒါပေမဲ့သူရဲ့ ဟိုလောက်ခလာဇာကိုအပြည့်ယူရှင်တာဆိုတော့ဒီလိုမျိုးအနေထားတွေအရဆိုရင်ဒေါမွေအတင်ကလည်းခေါ်ယူမှာမဟုတ်ဘူးတာရိယအကျင်ကတော့လုံးဝတေချာတယ်မခေါ်ဘူးဟိုအကဇာဒါတာကလည်းသူနဲ့ကျွန်တော်တို့ကြားမှာတော့မိုင်းကြောင့်နေရှိခဲ့တဲ့အတွက်ကျွန်တော်တို့အဆက်သေးဆုံးရှိတယ်ဒါပေမဲ့ဂျီဒန်ဆန်ဂျိုရဲ့ကိစ္စကကျွန်တော်တို့အတင်ဦးစားပေးအရာမဟုတ်ဘူးဆိုတော့ဒါတော့ချင်းပါတယ်စာသမားတို့ရဲ့ဒီကောင်ကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအတင်းမှာထားရင်လည်းအဆင်မပြေဘူးလာစားပေးနေရမှာ ဒါပေမဲ့ကျွန်တော်တို့ခေါ်ယူမဲ့အသိမရှိရင်တော့ဟိုထားရမှာပဲလေပွေးထုတ်ကမပေးနဲ့အဲ့ဒီမှဒီကစားသမားဖြစ်သူကပွေးထုတ်ကမရရင်ဘလို့ဖြစ်လာမျိုးဆိုတာတီးတော်လိမ့်မယ်ကျွန်တော်တို့အသိကတော့ဗောဗျာဒီကစားသမားဖြစ်သူကိုချင်းပါတယ်နေရာဒီဈေးကွက်မှာတော့ရောင်းရမယ်ဒါပေမဲ့ခေါ်ရှင်တဲ့အသိတွေကလုံးဝမရှိဘူးတတိယနေကတော့ထွက်တယ်အော်မီဒီယာတွေခြေကမှုတွေကတော့ရှိတာပေါ့ဗျာကစားသမားတွေနဲ့ဘာလို့သူတို့ကလည်းတည်င်းလို့ရှိနေတာကိုတည်င်းရရှိနေတာကိုဆိုတော့ဒီလိုအနေအထားတစ်ခုမှာ တော့မယ့်အတင်ကလေးခေါ်ဖို့မရှိတဲ့အတွက်ကျွန်တော်အငားချဖို့လည်းအဆင်မပြေဘူးအငားတော်မခေါ်ယူရှင်မှုဆိုတော့ကစားသမားဖြစ်သူကမန်ချက်စတာယူနိုက်တက်အတင်မှာနောက်ထပ်တရာဒီလောက်စစ်နေရဖို့ကင်းဆိုင်နေတယ်ဒါကအတင်တွေကလုံးဝမကောင်းတဲ့အရှင်တွေတစ်ခုပါစားသမားတို့ရဲ့ ဆိုတော့ကျွန်တော်တို့ဒီ general surgery ရဲ့ကိစ္စကနေတိုင်းလူလို့ပြောနေတာပဲဒါပေမဲ့သူနဲ့ပတ်သက်ပြီးတော့တည်င်းနေအနေထားမှာတော့လုံးဝကောင်းမွန်တဲ့တည်င်းနေမရှိဘူးအပေါင်းလက္ခဏာမဆောင်ပေးအနှုတ်လက္ခဏာဆောင်တဲ့တည်င်းနေတွေ့နေရတဲ့အတွက်ကျွန်တော်တို့ကတော့ဒီကစားသမားဖြစ်သူတော်တော်စိတ်ကုန်နေပြီဘာဖြစ်ဆိုတော့အငှားကစားတွေဗျာချက်စီတိမသူကမျောလင်းချင်တဲ့ယူနိုက်တက်အသင်းကိုပုတ်ခဲ့တာတော့စော်ကားတာတော့အဲ့လိုမျိုးပြောဆိုတွေအာရှောင်းတာပေါ့ဒါပေမဲ့ ရှက်စီကခေါ်လာမခေါ်ဘူးသူပဲရှက်ကွေးရတာအခုလေးပဲဒေါမနဲ့တရင်တွေထွက်နေတယ်ဆိုတာမီဒီယာတွေကတော့ရေးမှာပဲတော်သူကဟောဖြစ်နေတယ်မင်းမခေါ်ဘူးစိတ်ချဒေါမကမင်းတတိယအကြိမ်မင်းကိုလုံအောင်ခေါ်မှာမဟုတ်ဘူးသူရေးစိတ်တဲ့ဘက်နေပြည်စင်မကလုံအောင်မရှိတာအခုရှက်စီမှာရှက်စီကခေါ်မေးဆိုတာတော့သူကလုခလာစားပြည့်ယူရှင်တာမင်းလုံအကောင်ကိုဘေးအသင်ကမှခေါ်မှာမဟုတ်ဘူးဒါအသေးချာတယ်ဆိုတော့စာသမားတွေဒါကမက်ဆာုန်နဲ့တေးတောင်ပဲကစားသမား ကြည်တဲ့ဆက်ရှင်နဲ့ပတ်သက်ပြီးတော့တင်းထောက်တွေမြင်းမြတ်တော်ကိုအုံမွန်တင်းအာကစားတာတတယောက်ဖြစ်တဲ့ CBSDN K ကနေပြီးတော့အာအတင်းနဲ့ပတ်သက်ပြီးတော့ရောသူနဲ့ပတ်သက်ပြီးတော့ရောဖွင့်ရလာတဲ့အထင်အားတခုပေါ့ကျွန်တော်တို့အတင်းကအနေရသည်ဈေးကဲကာလာတို့တမရှားဒီဈေးနဲ့တမရောင်းပလိုက်ပုံသက်20 30 30တောင်းတရဲ့တဲ20နဲ့ရောင်းပလိုက်ဟုတ်တယ်မလားအရှုံးကြီးလေးမတက်နိုင်တော့ဘူးလေဒီကောင်ကအတင်းမှာထားရင်လေလာစားပဲပေးရမှာဘာမှအဆင်ပြေမှာမဟုတ်ဘူးသူကြောင့်တခြားကစားသမားတွေ စိတ်တဲ့ဘက်နေပျက်စီးလာမှာဒါကကျွန်တော်အတင်းတက်ရင်မတည်းရေးကြီးတယ်ဆိုတော့တကယ်လို့ဒီကစားသမားဖြစ်သူကိုမရောရှာရင်တော့အတင်းမှာပဲဆက်ထားရမှာပေါ့ဗျာပွေထောက်ခွင့်မပေးနဲ့အမိုရယ်ဘာဖြစ်ဆိုတော့အမိုရယ်ရေရှိပလန်ထဲမှာဒီကစားသမားဖြစ်သူကလူစင်းထဲမှာတော့မရှိတော့ဘူးအတင်းကရောရှာဖို့ပဲကျွန်တော်တို့စဉ်းစားနေတာဒါကဘုံခွင့်ဝင်တွေရဲ့လောက်အဘလောက်တိရှိမလဲဘလောက်တိအဆင်ပြေနိုင်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာညီကတို့အနေနဲ့ကရောဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘလောက်တိမျှော်လင့်ချင်ထားလဲ မျော်လင့်ချက်ထားတယ်ဆိုတာအတင်းမှာဒီရတီရှိမလားအတင်းကနေအမေရိကန်ရောက်ရှာနိုင်မလားဒါကိုကျွန်တော်ပြောတာကျွန်တော်တို့မနေ့ပြန်ပါလဲမန်ချက်စတာနဲ့အတင်းနဲ့ပတ်သက်ပြီးတော့ရထားတဲ့တနေ့တွေရှိရင်တင်ဆက်ဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုအစီအမင်းစောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗီဒီယိုလေးကတော့ဒီလိုပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတူတယောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်အသေးသေးတော့မင်းဗန်များလဲဒီ channel လေးကို like and subscribe တွေနဲ့မလို့ပါသေး like and subscribe နဲ့ notification ကောင်းလောင်းလေးကိုတီးထားပြီးတော့ BBL လေးခင်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ OK ပါဆရာတို့ရေ